ပရိသတ်ချအောင်မဲမင်္ဂလာပါရှင်မန္တလေးခေတ္တမှာပြန်လည်ကြွဆွနိုင်ပါရှင်ကျမတို့ channel တွေကနေနေစဉ်ပြင်တွင်ပြပောင်းတဲ့များကျွန်တော်ရဲ့တရင်များနဲ့နောက်ဆုံးတဲ့တရင်များကိုအချိန်နဲ့တပင်းချင်းစတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်ယခုပထမဆုံးစတင်တင်ဆက်ပေးမယ့်တရင်ကြောင်းလေးကတော့စကောင်စီအဖွဲ့ဝင်များဝန်ကြီးဒုဝန်ကြီး73နဲ့ဌာနဆိုင်ရာအဖွဲ့တို့ကိုကနေဒါကတန်ခတ်ပိတ်ဆို့အရေးယူလိုက်ပြီးဆိုတဲ့တရင်လေးပဲဖြစ်ပါရှင် အကြံပေးစက်ကောင်စီအဖွဲ့ဝင်များဝန်ကြီး213နဲ့ဌာနဆိုင်ရာအဖွဲ့3ခုကိုကရီးရားနိုင်ငံအစိုးရကတံခါပိတ်ဆို့အရေးယူကြောင်းကရီးရားနိုင်ငံသားရေဝန်ကြီးကယနေ့ကြေညာလိုက်ပြီးဖြစ်ပါတယ်ငြိမ်းချမ်းရေးလှုပ်ချုံရေးနဲ့တည်ငြိမ်ရေးတို့ကိုထိခိုက်စေပြီးလူအခွင့်ရေးချိုးဖောက်မှုများကျူးလွန်ချက်အတွေ့မြန်မာစစ်ကောင်စီအဖွဲ့ဝင်73ဦးနဲ့အခွင့်အစီတုပ်ခုကိုဒဏ်ခပိတ်ဆို့မှုများချမှတ်ခြင်းဖြစ်ကြောင်းဒဏ်ခပိတ်ဆို့ခံရသူများတွင်စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာဘရွှေဘိုးချုပ်ကြီးမိုးအောင် ဝမ်ကြီးကန်စောဝမ်ကြီးပုဂိုလိုင်းစတရီတူဝမ်ကြီးဘုံမှုချုပ်လူမွန်ပို့ဆက်တူဝမ်ကြီးအောင်ကျော်ထွန်းပို့ဆက်တူဝမ်ကြီးအောင်မြိုင်ကာကွယ်ရေးတူဝမ်ကြီးဘိုချုပ်ကိုလီစီမံပန်တာဝမ်ကြီးတန်တန်နဲ့တူဝမ်ကြီးမင်းထူစကောင်းစီယုံဝမ်ကြီးဥခွန်တက်စောထူထင်ကျော်တူအောင်ကျော်ဟုတို့ပါဝင်ကြတရှိရပါတယ် ထို့ပြင်ဇကောင်းစင်ရကကွန်ရေးဝန်ကြီးဌာနမြန်မာ့စစ်မတော်နဲ့အမတ်33ချင်းလင်းတည်ရင်တို့ကလည်းဂရေရာကအရေးယူတန်းခတ်ပိတ်ဆို့ကြောင်းဆက်လက်အကြီးညာချဖြစ်ပေါ်ရယ် ယနေ့ထုတ်ပြန်လိုက်တဲ့ပိတ်ဆို့အရေးယူမှုများမှာ၎င်းတို့ကျူးလွန်ခဲ့တဲ့ဆိုရခဲ့တဲ့လူအခွင့်ရေးချိုးဖောက်မှုများပုံမှုဆိုရလာတော့အကြမ်းဖက်မှုဖိနှိပ်မှုမတိမငြိမ်မှုများကိုတုတ်ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလက်ရှိအခြေအနေများကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအချက်အသေးတွေကိုပုံမှုဆိုရစေခဲ့ပြီးမတိမငြိမ်မှုများနဲ့အယတ်သားများအပေါ်မှာအကြမ်းဖက်မှုများတိုးလာခဲ့ကြောင်းကနေဒါပြောဆိုထားဖြစ်ပါရယ် 2021ခုနှစ်ဒီဇင်ဘာလနေ့ရက်နေ့ကုလသမဂ္ဂရဲ့အစည်းအဝေးခန်းစာရစစ်တရဲတက်ဖြတ်မှုကြောင့်အယတပိတု6000ကျော်တည်ဆောင်းခဲ့ကြောင်း2021ခုနှစ်ပထမနေ့လအတွင်းမှာပဲစစ်တရဲ၄ကြောင်းတက်ခတ်မှုအတွင်းမှာကလေးငယ်62ဦးအပောင်းဝင်းအယတ3159ဦးတည်ဆောင်းခဲ့ပြီးအယတ956ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည် ကနေဒါအနေဖြင့်နိုင်ငံများအလုံးကိုမြန်မာစစ်ကောင်စီအပေါ်မှာအရေးယူမှုများဆောင်ရွက်ရန်တိုက်တွန်းကြောင်းမြန်မာစစ်တပ်ကိုစန့်ကျင်ရေးနဲ့အဗန္ဒရေးဆိုင်ရာပတ်ပုံကူညီမှုများအလုံးရပ်ဆိုင်ရန်လက်နက်အစစ်ဖက်ဆိုင်ရာပစ္စည်းများကိရိယာများနဲ့အစစ်ဖက်ဆိုင်ရာနည်းပညာအကူအညီများလွှဲပြောင်းပေးခြင်းတို့ကိုရပ်ဆိုင်ရန်လည်းနိုင်ငံတကာသို့တောင်းဆိုထားဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်အလုပ်ပောင်ဝင်ပြီးရေရှည်တည်တက်ခံရတဲ့ငြိမ်းချမ်းရေးရရှိရန်ကနေဒါနိုင်ငံဟာနိုင်ငံတကာမိတ်ဖက်များနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံတွင်ဒီမိုကရေစီအုပ်ချုပ်မှုပြန်လည်ထူထောင်ရင်းနဲ့လူ့အခွင့်အရေးချုပ်ဖောက်မှုများကိုတောင်းပန်ခံမှုဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းကနေဒါကကြေညာထားဖြစ်ပါသည် တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးလှုပ်ချိုးရေးနဲ့ပြည်ရင်ရေးကိုပြတ်ပြောင်းစေပြီးလူအခွင့်အရေးချိုးဖောက်မှုတွေကိုစကောင်းစီကျူးလွန်မှုတွေအပေါ်ကနေကနေဒါကတော့ငြိမ်တက်နေမှာမဟုတ်ပါဘူးကနေဒါနိုင်ငံအနေနဲ့ငြိမ်ချမ်းပြီးအလုံးပေါဝင်နေတဲ့ဒီမိုကရေစီအနာဂတ်ကိုဖော်ဆောင်ပေးမယ်မြန်မာပြည်သူလူထုရဲ့မြတ်မှန်းချက်တွေကိုဆက်လက်ထောက်ခံတော်မှာဖြစ်ပါတယ်ဟုကနေဒါရဲ့နိုင်ငံခြားရေးဝန်ကြီးကအဆိုထားဖြစ်ပါတယ် ကနေဒါကနှစ်ရှစ်အကြိမ်ကြီးမြန်မာစစ်ကောင်စီနဲ့ဆက်ဆက်နေတဲ့လူပုဂ္ဂိုလ်149ဦးနဲ့အဖွဲ့အစည်း62ခုကိုအရေးယူထားပြီးဖြစ်ကြောင်းလည်းသိရှိရပါတယ်။ဆလဘီအနာသိစကောင်ဆောင်တဲ့ရုရှားသမ္မတပူတင်တို့သဘောတူညီချက်စာချုပ်များဟာအမိုက်တာဖြစ်သွားပြီဟု NGO ကပြောဆိုထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။အနာသိစကောင်ဆောင်ရဲ့ရုရှားကိစ္စအတွင်းမှာချုပ်ဆိုခဲ့တဲ့စာချုပ်များမှာအမျိုးသားညီညွတ်ရေးအစိုးရ NGO ကအတိမမပြုဘဲတော်လိုင်းရေးအောင်မြင်ပြီးတဲ့အချိန်မှာရင်းသဘောတူညီစာချုပ် ဆာရွက်များဆိုလို့ရှိရင်အမိုက်တာဖြစ်သွားမည်ဟု NUG သမရယုတ်ပြောရေးဆိုခွင့်ရှိသူဦးကျော်စောကသတိပေးပြောကြားထားဖြစ်ပါရယ်။မက်စနာတော်ရဲနေ့ကနေ6ရက်နေ့အထိရုရှားနိုင်ငံမော်စကိုတို့နေရာကြားတွားရောက်ခဲ့တဲ့အနာသိစကားဆောင်ပေါ်ချုံမှုချင်းမြောင်းလိုက်ဟာရုရှားသမရပူတင်နဲ့တွေ့ဆုံခဲ့တယ်လို့တဘောတူစာချုပ်နဲ့နားနယ်မှုစာချုပ်လားဆက်ခုလက်မှတ်ရေးထုတ်ခဲ့မှုအပေါ်မှာ NUG သမရယုတ်ပြောရေးဆိုခွင့်ရှိသူကတုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်ပါရယ်။ ကျွန်တော်တို့ NUG ကဟိုအရင်ကတည်းကပြည်သူလူထုတွေကိုဒီဇိုင်းမမပြောလာပါတယ်တရားဝင်ကြီးညာချက်တွေလည်းထုတ်ထားပြီးသားဖြစ်ပါတယ်အကျံဘက်စကားဆောင်မင်းလိုက်နဲ့အကျံဘက်စကားဆရာတရားမွင်အကျံဘက်စစ်အုပ်စုတာဖြစ်ပါတယ်ဒါကြောင့်တူတူနဲ့လက်မှတ်ရေးထိုးတာတွေစစ်ပွားရေးရင်းနှီးမြှုပ်နှံမှုဘာပဲဖြစ်ဖြစ်တရားမွင်ဖို့ပြည်သူအစိုးရအနေနဲ့အတိမတ်မပြုဘူးကျွန်တော်တို့တော်နိုင်အောင်မြင်ပြီးတဲ့အချိန်မှာဒီစာချုပ်တွေဟာရှင်းရှင်းပြောရင်အကျံဘက်စကားဆင်းနဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေဟာအမိုက်ပဲဖြစ်သွားမယ်ဆိုတာထပ်ပြီးသတိပေးပြောကြားခြင်းပါတယ် ဒါကရုရှားနဲ့မင်းအောင်လိုင်းချုပ်ဆိုထားတာတွေအပါအဝင်ဖြစ်တယ်ဆိုတော့ကိုလည်းအတိအလင်းပြောချင်ပါတယ်လို့ဦးကျော်စွာပြောဆိုထားပြပါတယ် စကားစကားဆောင်တဲ့ရုရှားသမ္မတပူတင်တို့ရှေ့မောက်တွင်ချုပ်ဆိုနေလည်ခဲ့တဲ့သဘောတူစာချုပ်နားလည်မှုစာချုပ်နာများနဲ့မြန်မာနိုင်ငံတွင်နျူကလ িয়ার တပ်ပေါင်းဖို့တိဆောက်ရေးစီမံကိန်းများလည်းပါဝင်ကြောင်းအဆိုပါစီမံကိန်းကိုအမှုမျိုးစွမ်းအင်ကိုငင်းချမ်းစွာအသုံးပြုရာတွင်နျူကလ িয়ার နဲ့တက်ရောက်ချင်းဘေးအန္တရာယ်ကင်းရှင်းရေးစီမံဥပဒေနဲ့ပယ်နိုင်ပူပေါင်းဆောင်ရွက်ရေးနားလည်မှုစာချုပ်နာများဟုစကားစီဝါဒဖြင့်တရင်စာအရေးသားထားဖြစ်ပါရယ် မြန်မာစစ်တပ်နဲ့စကောင်ဆောင်တို့ဟာအနှုမျိုးကိုငြိမ်းချစွာသုံးဆွေရန်မိသည့်အချိန်ကမျှရည်ရွယ်ခက်ခြင်းမရှိဘဲအနှုမျိုးလက်နက်ရရှိရန်သာရည်ရွယ်ကြိုးစားခဲ့တယ်ကိုတွေ့ရှိခဲ့ရကြောင်းနဲ့နျူကလ িয়ার တပ်ပေါင်းဖို့တိဆောက်ရေးစီမံကိတဘောတူညီချက်ကမြန်မာနိုင်ငံတွေတာမကဒေတာကျွင်းလို့ချိုးရီကိုပါထိခိုက်နိုင်ကြောင်းအန်ယူဂျီသမရာရေးပြောရေးဆွေးနွေးချက်တို့ဥကြောစွာပြောဆိုထားဖြစ်ပါရယ် အတန်းပဲမဲအွန်လိုင်းနဲ့ရုရှားသမ္မတပူတင်တို့ရဲ့သဘောတူညီချက်တွေဟာမြန်မာနိုင်ငံမှာ stability တည်ငြိမ်မှုရှိဖို့အတွက်ရရှိနိုင်ဖို့အတွက်အထောက်အကူမပြုတဲ့အပြင်မြန်မာနိုင်ငံရဲ့ data တခုလုံးရဲ့လုံခြုံရေးပါချိတ်ချောက်တဲ့အနေအထားမျိုးရောက်လာတယ်လို့၎င်းဆက်လက်ပြီးတော့ပြောဆိုထားပြပါရယ်နျူကလ িয়ার ဂျပန်တိဆောင်ရင်မှာစစ်ကောင်ဆောင်မဲအွန်လိုင်းရဲ့အိမ်မက်တခုပြပြီး စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာအစဉ်ဒီဇိုင်းကျိုးပန်းခဲ့တဲ့အရာဖြစ်တော်လည်းပဲရေးစီမံကိန်းအတွက်မြန်မာနိုင်ငံကသာအကုန်ကျခံရမည်ဖြစ်ကြောင်းနဲ့ရုရှားကရင်အတွက်အကုန်ချက်စိစိုက်ထုတ်ပေးလိမ့်မည်မဟုတ်ကြောင်းနေပြည်တော်စစ်ရေးသတင်းမြစ်ကပြောဆိုထားဖြစ်ပါရယ်လက်တွေ့ကြကြပြောရရင်တော့ဘာမှရေရရမရှိဘူးလို့ပဲမြင်ပါရယ်တက်တော်ဗီဒီယိုကတော့မစားရဝမ်းမခမ်းတွေအကုန်လျှောက်ပြောနေတာပေါ့ တို့ရဲ့ဝါဒဖြန့်ချီရေးရန်တရားတစ်ခုဖြစ်တယ်လို့ပဲယူဆပါတယ်လို့နေပြည်တော်သတင်းရမြက်ပြောဆိုထားဖြစ်ပါရယ်စကားဆောင်မြောင်းလိုင်းနေနဲ့အထက်ပါစီမံကိန်းအပအဝင်ရုရှားထက်ကနေစစ်လက်နဲ့ပြည်စီများဝယ်ယူခြင်းလုံဆောင်ရန်ငွေချင်းမရှိခြင်းပဲမြန်မာနိုင်ငံရဲ့တရားစတာများမြန်မာပြည်သူလူထုပိုင်တဲ့အကျိုးစီးပွားများအားရုရှားသမ္မတပူတင်ကိုထိုးအပ်က၎င်းတို့တက်ဆိုးရှိရေးအတွေ့အလို့အချက်များကိုဖြစ်စွန်းရန်စူးစမ်းသွားမည်ဖြစ်ကြောင်း UNG သမ္မတရုပ်ပြောရေးဆုခရစ်တုကသုံးသပ်ထားဖြစ်ပါရယ် ။တွေ့ရတွင်အာနာသိစကာစီကိုရုရှားထောက်ပံ့တိကြားကနေပြီးခဲ့တဲ့လေးနှစ်အတွင်းမှာတော်လိုင်းရင်အားစုများကမင်းအောင်လိုင်းရဲ့အကြံပေးစစ်တပ်ကိုပြိုလဲလူနိပါအထိရောက်ရှိအောင်ထိုးနှက်နိုင်ခဲ့ပြီးဆက်လက်ပြီးအမြင့်ပြုတ်ရန်သာလှုပ်ဆောင်မည်ဖြစ်ကြောင်း၎င်းဆက်ပြောဆိုထားဖြစ်ပါရယ်။ကျော်လည်ရေးအောင်မြင်စွာအဆုံးတက်ဖို့အတွက်ဘာမှကျွန်တော်တို့တွေတွတ်ဆုပ်နေမှာမဟုတ်ပါဘူးဆက်လက်လုပ်ကမ်းပြီးအောင်မြင်မှုတွေရရှိမှာမလွဲမတွေဖြစ်တဲ့ဆိုတာကိုပြောကြားချင်ပါတယ်ဟုဦးကျော်စွာကတော့ပြောဆိုထားဖြစ်ပါတယ် ဆက်လက်ပြီးတော့စာလင်ကြီးရက်စကန်နဲ့အထွေအယုံမိုးရွာမန္တလေးလမ်းပေါ်ရှိစစ်ကြောင်းတို့ကိုတော်တော်ရဲတမ်းများကတိုက်ခိုက်မှုစကောင်းစစ်တပ်များထိခိုက်ဒေဆုံမှုရှိတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။စကိုင်းတိုင်းစာလင်ကြီးမျိုးပေါ်ရှိအကျံပစစ်တအထိုင်းချပတ်ဆွထားတဲ့ရက်စကန်နဲ့ထွေအယုံတို့ကိုလက်နဲ့အချင်းများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းချင်းတွင်းဒိုင်နမိုက်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကောင်းဆောင်ကိုပိုက်ကရှန်ကောက်ခဲ့တဲ့တဲ့ဌာနထံသို့ပြောဆိုထားဖြစ်ပါရယ်။ မတ်စလာ9ရက်နေ့နနေစနေခန့်အချိန်မှာစာနေချင်းမြို့ပေါ်ရှိအကျန်းပစက်ကောင်စစ်တပ်သားများအင်အား50ခန့်တပ်ဆွဲထားတဲ့ရဲစခန်းနဲ့ထွေအုပ်ရုံတို့ကိုတောင်ရင်တပ်ဖွဲ့များက60မမ80မမနဲ့နေချင်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ထို့တိုက်ခိုက်မှုအတွင်းမှာဆိုရင်အကျန်းပစက်ကောင်စစ်ဘက်ကနေထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးပေအကျန်းပစက်ကောင်စစ်ဘက်ကနေလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့တော့လဲတောင်ရင်ရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်။အကြောင်းတည်းဆက်ပြမှုဒီမှာမှာကစ်တာဟာကိုပြပါရှင်။ apinasum atome atome jesu tenshi parashin